ဟင်းဝီရဲ့နေလက်ထပ်ပြီးနှစ်ပတ်မပြည့်ခင်မှာမျက်နှာတစ်ခုလုံးချောင်ချကမလာတော့လို့အများသူကစိတ်ပူခြင်းခံနေရတဲ့ဆိုပြတဲ့စိမ်။ဟင်းဝီရဲ့နေလက်ထပ်ပြီးတပတ်မပြည့်ခင်မှာဂျုံဂျုံကျသွားတယ်ဆိုပြီးလူပြောများနေတာကဆိုပြတဲ့စိမ်မှာ။ဒါကြောင့်လည်းအများသူကပြိတက်တွေကစိတ်ပူခြင်းခံနေရတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုပြတဲ့စိမ်နေမကောင်းဘူးလားဆိုပြီးထင်ကြေးပေးနေကြတာပါ။အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်တစ်ပတ်ကပဲဆိုပြတဲ့စိမ်နဲ့ဟင်းဝီရန်ကလက်ထပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ကုရုံဆွပြေတစင်ဟာမျက်လုံးကဟောက်ပန်းနဲ့မျက်နှာချောင်းကျသွားကမျက်နှာလည်းမလန်းလူကလည်းပိန်သွားတာဖြစ်ပါတယ်။ဒါကြောင့်လေပြိတ္တတီကဆွပြေတစင်နေလို့မကောင်းဘူးလား။ဟိဝိယံရဲ့ဝိယဝိဆရတွေနဲ့အိမ်လုတ်တွေကုလုံနေရတာလားစသဖြင့်လူတွေကစိတ်ပူကြတာဖြစ်ပါတယ်။ဟိဝိယံနဲ့ဆွပြေတစင်ဟာအိမ်ခွဲနေတာမို့လို့လေအလုတ်ပင်မနာဖြစ်မယ်လို့ထင်ကြတာပါ။ ဒါပြင်တည်ကြတဲ့အင်တာနက်ပေါ်မှာဗီဒီယိုဆရာမဆိုသူကဟိဝီယန်နဲ့စုပြစ်သစင်လက်ထက်ရင်အိမ်တော်ရေးကျမ်းမာရေးအဆင်မပြေနိုင်ကြောင်းပြောထားလို့လူတွေကစိတ်ပူတာပါ။ဒါပေမဲ့လည်းစုပြစ်သစင်ဂျုံဂျုံကြနေတာဟာအခမ်းအနားပရိုမိုရှင်ပွဲတွေတက်နေရတာကတကြောင်မင်္ဂလာပွဲတွေအပြီးမနာလို့ခရီးပန်းကပင်ပန်းနေတာဖြစ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့မကြခင်မှာတော့ဟန်နီမွန်ထွက်ကအနားယူတော်မယ်လို့လည်းသိရပါတယ်။